ငလီလုံးနေချိန်မှာဘန်တကားပေးလိုက်လို့အသက်ဆုံးရှုံးခဲ့ရတဲ့ KB ဆက်ဘန်ဝင်တဲ့များ အခဲအခဲတစ်ခုကျုံလာတဲ့ခါမှာကုညီပေးဖို့တဲ့ပိုင်ဆိုင်မှုတွေကိုလောဘကြီးပြီးမလုပ်တဲ့နဲ့လုပ်တွေကိုလုပ်ရတာကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့အကြောင်းပြောလာခဲ့တာကတော့ကမောစပန်ဝန်ထမ်းတွေပဲဖြစ်ပါရင်ပြီးခဲ့တဲ့ရက်ပိုင်းကကြုံတွေ့ခဲ့ရတဲ့မြင်းငလင်ဘေးရဲ့နေရာတွေမှာဆိုရင်ပြည်ဝင်မျိုးကလေးကြုံတွေ့ခံစားခဲ့ရတာပါအဲ့ချိန်မှာပြည်ဝင်မျိုးမှာတည်ရှိနေတဲ့ကမောစပန်ကြီးကပြိုကျသွားခဲ့ပြီးငါးတဲ့ဆောင်းအောင်ကလည်းသုံးတက်ပဲကျန်တဲ့အထိပြိုကျသွားခဲ့တာဖြစ်ပါရင်အဲ့ချိန်မှာဆုံးရှုံးမှုတွေများစွာဖြစ်ပေါ်ခဲ့ရပြီးဝန်ထမ်းများစွာနဲ့ကွယ်လွန်သွားခဲ့ရပါတယ် ဒါပေမဲ့အကန်ကောင်းစွာနဲ့အသက်ရှင်လွမြောက်လာခဲ့တဲ့ဝန်ထမ်းကောင်မလေးရဲ့ပြောချက်ရတော့သူတို့ကွယ်လွန်ခဲ့ရတာကဘဏ်ရဲ့တကားတွေအကုန်လုံးကိုပိတ်ပစ်ခဲ့တဲ့အတွက်ထွက်ပြေးလို့မရတာကြောင့်လို့ဆိုပါရီငလင်းစားလုပ်တဲ့အချိန်ကရုံတွဲချိန်ကြီးဖြစ်နေပြီးတော့ဘဏ်ထဲမှာငွေသွင်းငွေထုတ်လုပ်သူတွေနဲ့အတော်လေးကုန်မစီကားနေတဲ့အချိန်ဖြစ်ပါရီ ရုတ်တရက်ဆန်စွာငလင်လုတ်ခတ်လာတဲ့အခါမှာဘန်ကတာဝန်ရှိသူတွေကဘန်တကားတွေကိုလို့ကိုပိတ်ချဖြစ်ခဲ့တယ်လို့ဆိုပါရင်အကြောင်းကတော့လူတွေရွရွတဲတဲဖြစ်သွားပြီးတော့သူတို့ရဲ့ပတ်စံတွေလုခင်ရမှာဆိုတာကြောင့်တကားတွေပိတ်ပြီးအကုန်လုံးကိုထဲမှာပိတ်ထားခဲ့တာပဲဖြစ်ပါရင်ဘန်ဝင်နေတဲ့ကလည်းငလင်ဘေးကလုံမြောက်စေဖို့အတွက်အပြင်ကိုထွက်ပြေးဖို့တကားဖွင့်ပေးဖို့တောင်းပန်ခဲ့ကြပါရင်သူမကိုယ်တိုင်လည်းတောင်းပန်ခဲ့ပြီးအကုန်လုံးကလည်းတနာခံခဲ့ကြပေမဲ့တကားတွေအကုန်လုံးကိုပိတ်ထားခဲ့ပြီးတော့ဘသူကမှအပြင်မထွက်ခိုင်းခဲ့ဘူးလို့သိရပါရင် နောက်ဆုံးမှာတော့ဒုတိယတစ်ကြိမ်ထပ်မံလုပ်ခဲ့တဲ့အခါမှာ ဗန်ကြီးကပြိုကျသွားခဲ့ပြီးတော့လူတွေအကုန်လုံးလည်းပြိုတဲ့ထဲကိုပါသွားခဲ့ရပါတယ်။အခုပြပြတဲ့ဝင်းတဲ့ကောင်မလေးတောင်မှကံကောင်းလို့သာတက်ရှင်ခဲ့ရတာဖြစ်ပြီးဆုံးရှုံးနေတာမျိုးတွေများစွာပေါ်ခဲ့တာပါ။အသက်ရှင်ကျန်ခဲ့တဲ့သူတို့ချို့ကလည်းအော်တန်ငိုတန်တွေနဲ့တက်နိုင်သမျှစူးစမ်းပြီးတော့ကုညီတောင်းခဲ့ခဲ့ကြပါမိ။အကူအညီတွေချက်ချင်းရောက်မလာခဲ့ကြပါဘူး။ညနေပိုင်းလောက်မှာတော့ကေစီအေးသမားတွေတချို့ရောက်လာပြီးတော့တက်နိုင်သမျှကဲတင်ခဲ့ကြပါမိ။မဆုံးရှုံးသေးမယ့်နဲ့ဆုံးရှုံးသွားခဲ့ရတဲ့တပ်ပေါင်းများစွာရှိသွားခဲ့ပါတယ်။တကယ်လို့စလုပ်ခရေကဘန်တကားတွေကိုမပိတ်ပစ်ဖ ೇನೆ လူတွေက ကုလုံးကိုအပြင်ကိုလွှတ်ပေးလိုက်ပြန်ဆိုရင်အခုလောက်ထိအသက်ဆုံးရှုံးမှုတွေများမှာမဟုတ်ပါဘူး။အခုကတော့အကုလုံးကိုအထဲမှာဆွတ်ပြီးတော့ပိတ်လောင်ထားတဲ့အတွက်ဒုတိယကြိမ်ကလေးလှုပ်ခတ်ပြီးတော့ပြိုကျတဲ့အခါမှာလူပေါင်းများစွာရဲ့အသက်တွေဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။ဒီလိုမျိုးတကားပိတ်ထားဖို့တွင်ညွန်ကြားချက်ကိုကမ္ဘောဇာဘဏ်ရဲ့ဥက္ကဋ္ဌကြီးဦးအောင်ကိုဝင်းကအရင်ကလေးကညွန်ကြားထားပြီးသားဖြစ်တယ်လို့သိရပါတယ်။လိုကြောင်းမဲဖြစ်ဖြစ်မုံတိုင်းမဲတိုက်တာဖြစ်ဖြစ်ငနေလောက်တာပဲဖြစ်ဖြစ်သူတို့ရဲ့ပတ်စံတွေပါပါဆိုတဲ့အတွင်းတကားတွေအကုန်လုံးကိုပိတ်ပြီးလူတွေကိုပြင်ထွက်ခွင့်မပေးဘဲညွှန်ကြားထားခဲ့တာဖြစ်တယ်လို့သိရပါတယ်သူ တွေကတော့ဝန်ထမ်းနေနဲ့ကန်စတာမာရီယာအသက်တွေတဲ့သူတို့ရဲ့ပတ်စံတွေကပို့ပြီးတော့တံမိုးကြီးလို့ခံထားခဲ့တာကိုရှင်းရှင်းလင်းလင်းကြီးသိလာခဲ့ရတာဖြစ်ပါတယ်။ ။နောက်ပြီးကေတင်မှုတွေကလည်းချက်ချင်းမလုံနိုင်ခဲ့ပေနဲ့နှစ်ရက်သုံးရက်လောက်နေမှာကေတင်မှုကိုတိကျစွာပြုလုပ်ခဲ့တာကြောင့်မဆုံးရှုံးသင့်ပေနဲ့အသက်တွေထပ်မံပြီးတော့ဆုံးရှုံးခဲ့ရတာပါ။အစပိုင်းမှာလာရောက်ကေတင်ပေးမယ်လို့ပရိုက်တာဖွဲ့တွေကပြောခဲ့ကြပေမယ့်ဖန်ထဲမှာသူတို့ရဲ့ပတ်စံတွေများကြီးရှိနေတဲ့အတွက်လုံးဝအနာမကပ်ခိုင်ခဲ့ပေနဲ့ရက်ဆက်စွာနဲ့ဒီတိုင်းကြည့်နေခဲ့တာပါ။ဒီလိုမျိုးငန်လေးလုပ်တဲ့အချိန်မှာဘန်နဂါကိုပိတ်ပစ်ခဲ့တဲ့ပြင်ပတ်စံတွေဆုံးရှုံးသွားဆိုတာကြောင့်ကေတင်သူတွေကိုအနာမကပ်ခိုင်ခဲ့တဲ့ကံမောစာပင်ရဲ့လောက်ရက်ပေါ်မှာပရိသတ်တို့ရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။ လူတွေရဲ့လောဘမောဟတွေကြောင့်မလို့ကဘာကြီးဟာလေပျက်စီးသင့်တော့ပျက်စီးခဲ့ရပြီမလို့ဒီလောက်နဲ့ပဲရှက်တန့်ပေးကြပါလို့တောင်းဆိုရင်းနဲ့ပဲဒီဗီဒီယိုလေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရရှင်